မြန်မာပြည်ဖို့တိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့အသက်ကိုညံဆောင်နေဥစ္စာကိုကန်ဆောင်နေဘာလို့လဲဒီနေ့ Facebook Social Media ကိုအပေါ်ကိုပဲဆွေးတင်တင်အောက်ကိုပဲဆွေးချချကြောက်ဖြူတဲ့ကြောက်ဖြူတဲ့ကအလွန်ကိုဟောဖြစ်နေပါတယ်ဘာလို့လဲအခုအသက်ကို ညာစောင်းတယ်လို့ပါလို့ပြောရသလိုဆိုတော့အမေးချွေချွေခံနေရတဲ့အေအေရဲ့လက်ဖြောက်တသားတွေရဲ့အစွမ်းနဲ့ပခုံးပေါ်ကအပွင့်ကြီးတယ်အကုန်လုံးအမေးချွေကျွေကုန်ကြတယ်ဒီသတင်းတွေဟာလေအများကြီးဖတ်ရတယ်ဆိုတော့စစ်တွေ့သတင်းလေးတစွန်တစ်ဖြားအနေအကျင်လေးပါလာပြီ ဒီတော့အာရခတ်တတော် A ကရခိုင်ပြည်တခွင်မှာတိမ့်ဆေဖို့ကြံနေတယ်ကြောက်ဖြူစစ်တွေမှန်အောင်ဒီ၃မျိုးမှာစင်းမြနာကနှစ်နေရာပွင့်လာပြီကြောက်ဖြူကဟောဖြစ်နေတယ်အကြည့်အကျေဖြစ်နေတယ်ကာကင်းစခန်းတွေကအစားကြားဆုံးမုံမြောင်များစွာချင်းနေတယ်ပြီးရင်စစ်တွေစစ်တွေမှာကလည်းဒါဂါဇာနဲ့တမိုင်လောက်တာဝေတဲ့ကန်းကော်ကျွန်းကို ဒီနေရာမှာရှိနေတဲ့ကာကင်းစခန်းတွေကိုအေကဒီလောက်မိုးကြီးလေကြီးတဲ့အချိန်မှာတိုက်ပြပြီးတော့တန်ချစ်ကကာနှစ်စီးကိုမီရှိုပခဲ့တယ်ဒီတော့မင်းတို့နေရာကိုငါတို့ရောက်နိုင်ပါတယ်ဆိုတာကို ပြထားခဲ့ပြီးတော့ပြန်ပြီးတော့ဆုတ်ခေါ်တော့တယ်ဒါကမေလာစတီယန်နေကတတ်ထားတဲ့တည်ပြီးတော့အเจ้าပြမှာကျွန်တော် ဟိုတနေ့ကလည်းတင်ပြီးပြီဖြစ်တယ်။ဘာလဲ။ဗျိုင်းဖြူရောသွေးမချောက်သေးတဲ့တွေးစားတွေပြန်ပြီးတော့သတင်းမီဒီယာပေါ်မှာ노ထလာလိမ့်မယ်လို့။ဘာလို့လဲ။ကြောင်းဖြူတိုက်ပွဲမှာဗျိုင်းဖြူရောဖြစ်စဉ်တွေကစင်မူထဥပဒေနဲ့ဆွေးစီပြီးတော့ကြောင်းဖြူကိုပို့လိုက်တော့အာရခတ်တက်တော့အေအေနဲ့ချိတ်ဆက်မှုလုပ်ပြီးဒီစစ်သားစင်မူထခိုင်း စူဆောင်းချင်းခံရတဲ့စစ်သားတွေကအာရာခတ်တော် AAC မှာအလင်းဝင်တော့တယ်၄၀နဲ့တယောက်တော့နင်းနေလေမဟုတ်ဘူးနင်းနေလေမဟုတ်ဘူးဆိုတော့အခုကြောက်ပြူတဲ့င်းကဟော်ဖြစ်နေတယ်ဒီတော့မောင်တော့ကိုတင်ခဲ့တယ်လို့အလင်းဝင်လာတယ်မြောင်များစွာတဲ့င်းအချက်လိုက်တွေမှာဖတ်ချူပြီးတော့တွေးနေရတယ်ဒီတော့ မောင်တော့မှာတိုက်ခဲ့တယ်လို့ဖော်ဘူးတွေကအစအဖြူရောင်လေးအဖြူရောင်လေးကဘယ်သူလဲဘယ်ကလဲအဲ့လိုမေမေအနေအထားကို ရောက်လာနိုင်ပါတယ်ဆိုတော့တဖက်ကကြည့်ပြရင်လေစစ်လော်ပြီတွေကတော်တော်ကိုသနာမိတယ်ဘာလို့လဲကြောက်ဖြူဖြစ်ပိုင်ပြရင်လေကြောက်ဖြူကငါတို့တဲ့အသာစီကရနေပါတယ်ကြည်ရည်လေနဲ့ ခူးခံနေပါတယ်ငါတို့တွေအင်အားတောင့်တင်းနေတဲ့အတွက်တမတော်ကမလုံသေးလို့လုံးရင် ပွေပြပါတယ်ဆိုပြီးတော့ပြောနေကြသူတွေတဲ့ lobby pp lobby စကားကိုပြောကြတယ်ဆိုတော့အခုနားထဲမှာအစင်မပြေတာလေးတခုမကြရတာကတော့တော်တော်စိတ်ချမ်းသာတယ်ဘာလို့လဲဒီလောက်ထိအဘရဲ့ဘော်တွေကိုငုံမတမ်းမနေတဲ့ဇော်ဘုံဟင်း သူလန်းကိုသူတွားပြီဒီအရာကိုကြီးချင်းအဖြစ်စစ်တပ်ထောက်ခံသူတွေရဲ့နှလုံးသားထဲမှာငါတို့တွေရဲ့လုံဆောင်ချက်ကမှန်ရလားမှားရလားဒီအရာကိုသုံးသပ်ကြည့်ဖို့လိုအပ်တယ်เนาะဒီလိုကကြောက်ပြူတည်းဒီနေ့မှာဆိုရင်အေအေထိုးစစ်စင်၍ကြောက်ပြူလေစိတ်အနီးတိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲမျိုးနဲ့အနီး ဆက်ဆုံးနေရာကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဆိုတော့ဒါကမေဇီမာကတင်ထားတဲ့တည်နေပုံဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ပြုမျိုးလေစိတ်ကိုအာရဟတတ်တော်အေကထိုးစစ်စင်တိုက်ခိုက်ခြင်းကြောင့်ယနေ့ဇွန်လ6ရက်တွင်တိုက်ပွဲအများအပြင်းထန်ဖြစ်နေကြောင်းမြို့ခံများထံမှသိရတယ်ယမနေ့ဇွန်လ15ရက်ညနေ9:35မိနစ် AA ဖက်ကလန်နက်ကြီးများဖြင့်ပြစ်ခတ်သည့် ယမနေ့ဇော်လာ6ရက်နေ့နနပိုင်းကစတင်ကနှစ်ဖက်အပြာလန်တိုက်ပွဲများဖြစ်ပေါ်နေကြောင်းကြောက်ဖြူမျိုးတည်ငြိမ်မြေတခုကမိစီမားကိုပြောထားတယ်လို့တင်ဆက်ထားတာဖြစ်ပါတယ်။မနေ့ကညနေကြောက်ဖြူမျိုးအပါဝင်ပေါ့လေရင်ဝင်းအနီးနားမှာအေကလက်နဲ့ကြီးနဲ့ပြစ်မနက်အာယုံကစပြီးတော့အခုထိအပြာလန်ပြင်းနေကြတယ်။မိသက်တွေကတခြားထိုင်လားဆိုင်ရာဝန်ထမ်းတွေကတော့မနက်ဖက် ယုံမတော်ရေကြတော့ပါဘူးဒီတော့တောက်ပြူမျိုးအတွင်းမှာရေတရင်30နှစ်အနည်းတဝိုင်းမှာလန်ခွေအဲ့ဒီတဝိုင်းမှာလဲတိုက်ပွဲတွေက ဖြစ်နေတယ်ယခုထိပါပဲလက်ရှိတွင်ကြောက်ပြူမျိုးကြီးလေရင်ခွင်အနည်းတဝိုင်းကအပြင်ကရေတရင်30နှစ်အနည်းတိုင်းစိတ်ကကြေးရွာနှင့်ညာဝတီရေဒက်စကန်ဌာနရှုပ်တော်သည်တိပုတ်တောင်လန်ခွေနှင့် ဂုံချွန်တဒအနီးမှာလည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသခံစီးရဲတည်င်းအရင်မြေတူကဆိုထားတာဖြစ်ပါတယ်။အာရခတ်တတော်အေအနေဖြင့်တအောင်တတီအနယ်လေးအပါဝင်မဟာမိတ်ပူပေါင်းတပ်ဖွဲ့များနဲ့အတူအချိတ်အဟုန်ဖြင့်တိုက်ပွဲတွေဆင်နွှဲနေခြင်းကြောင့်တိုက်ပွဲအနေထားမှာကြောက်ဖြူမျိုးနှင်းနီးစပ်လာပြီးဖြစ်ကြောင်း CDM ပိုကြီးစင်ရွာကသုံးသားပြောဆိုထားတာလည်းဖြစ်ပါတယ်။ ကျောက်ပြူမျိုးနဲ့ကတော့နီးစပ်နေပြီပေါ့ဒီရေတဲရင်ကိုရပြီဆိုရင်အာရဟတတော်နဲ့ပူပေါင်းအပွဲတွေက25ရာခိုင်နှုန်းကျောက်ပြူမျိုးကိုတင်ပိုက်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်ပြီးရင်ဒညာဝတီရေဒက်စကန်နဲ့ခါလာရာ34ကိုတကယ်တမ်းတိုက်မယ်ဆိုရင်လနာချမင်းအနေအထားကိုကြာတိထားရတယ်ခမညာဒါကမိစီမာနဲ့အမေးအမြန်ဂန္ဓာလေးတို့ဖြစ်ပါတယ် တပ်ပွဲအနေထားနှင့်ပတ်သက်၍အာရခတ်တတော်အေဤပြောရေးဆိုခွင့်ရသည်ဥခိုင်ဒုက္ခကိုဆက်သွေးမေးမြန်းတော်လဲပြန်လေဖြေချခြင်းမရှိသေးပါဘူးယနေ့ကြောက်ဖြူမျိုးနေတွင်သာမကစစ်တွေနှင့်ပုံနာကျွမ်းအစရှိအောင်တိုင်းဝါဘူကျေးရွာတဝိုက်တွင်လဲနှစ်ဖက်တပ်ပွဲတွင်ပြင်းထန်နေကြောင်းဒေသခံများထံမှသိရပါသည်လက်တလောရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနေအတွင်ဖြစ်ပေါ်နေသည့်တိုက်ပွဲများတွင်စစ်ကောင်စီအကြီးတန်းအရာကြီးများတေဆုံမှုများရှိနေသလိုတိုင်းရင်းအလိုက် အေထာမလက်နက်ချအလင်းဝင်မှုများရှိနေပြီးတော့သေဆုံးသူများပြချင်းနေကြောင်းစေရေးတည်င်းအရင်မြင်နဲ့ဒေတာခံများကမီစီမာကိုယနေ့ဇွန်လ15ရက်နေ့တွင်ပြောကြားထားခြင်းဖြစ်ကြောင်းထို့ကြောင့်ကြောက်ပြူမျိုးတွင်စစ်ကောင်စီစစ်ကြောင်းအင်အားတရားဝန်ကျင်မှဆက်သွယ်မှုပြတ်တောက်နေခြင်းကြောင့် CDM ဘိုးကြီးစင်ရောကဆိုထားသည့်ပြီးခဲ့သည့်မေလ30ရက်တွင် စစ်ကောင်စီတမစစ်ဦးစီးပထမတန်းဂျီဝေါအစစ်ဒုတိယဗိုလ်မှူးကြီးနှင့်တပ်သားများကိုအာရခတ်တော်အေကလက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည့်လက်ရှိတွင်အာရခတ်တော်အေသည်ကြောက်ပြူမျိုးနေကိုစစ်ကောင်စီမင်းတပ်တော်စခန်းလိတ်ခမော်ကာကင်းစခန်းနှင့်ဒံပိတောင်ကာကန်းစကံများကို မေလာတာဒီယာအပကသိမ့်ပိုက်ထားခြင်းလေဖြစ်ပါတယ်။ကြောက်ပြူမျိုးနေတွင်စစ်ကောင်စီဓညာဝတီရေဒါစကံဌာနချုပ် ကျောင်းတလုံးဖရာအနိရှိခမာရာ940နှစ်ဂုံရွှေရောအနိရှိခမာရာ943ခါလာရာ34မြို့အနိရှိအမတ်30နှစ်ရေတရင်နှစ်တောင်မော်ကြီးရေတပ်ဌာနခွဲတို့တည်ရှိနေကြောင်းသိရတယ်အာရခတ်တော်အနေဖြင့်ရခိုင်ပြည်နယ်တွင်အနောက်ပိုင်းတိုင်းစစ်ထနာချုပ်နာပါခအပါဝင်မြို့ကြီး14မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ကယ်ယူတဲ့ဒေတာများဖြစ်သည့်စစ်တွေကြောက်ပြူမှန်အောင်စားသည့်နောက်ဆုံးကြံတဲ့မျိုးသုံးမျိုးမှာတိုက်ပွဲတွေပေါ်ဆောင်နေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ကြောက်ပြူတို့တပ်ပြောင်းလာသောကင်မရာ1.1ဒုတိုင်မှုဘုံမှုဝင်းသားစနိုက်ပါဖြင့်ပစ်ခတ်ပြီးတော့သေဆုံးနေဆိုတဲ့တွင်အေအေနှင့်တိုက်ပွဲများအတွင်စစ်မှုထမ်းတပ်သားများ အများပြားသေဆုံးပြီးတော့ စစ်တပ်များရာနှက်ချီပြီးတော့လက်နက်ချအလင်းဝင်ကြောင်းကိုလည်းသိရတယ်။ရခိုင်ပြည်နယ်ကြောက်ပြူမျိုးနယ်တို့အပြောင်းအချွေအဖြစ်ရာထူးတိုးပြီးတော့ပြောင်းချွေလာတဲ့ခါမာရာနှစ်တတိမဒူတိုင်ရင်မှုဘုံမှုဝင်းတန်းဒီတိုင်ရင်မှုအဖြစ်တို့အပြောင်းလဲနှိတည်င်းပို့ပြီးအပြာမှာရခိုင်တပ်တော်အေအေပြစ်ခတ်သည့်စနိုက်ပါကြီးထီ၍တေဆုံးခဲ့ကြောင်းစစ်ဖက်ရေးရာတည်င်းရင်းမြစ်များကကိုးကား၍ CDM ဗိုလ်ကြီးစင်ရော်ကပြောကြားထားခြင်းလည်းဖြစ်တယ် မြေကြီးများအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ထနာချုပ်ဗိုလ်မှူးဝန်တန်းသည်ဦးစီးအရာရှိဒုတိယတန်းစေရ A2 အဖြစ်တာဝန်ထမ်းဆောင်နေရာမှာမေလ26ရက်နေ့တွင်ကြောက်ဖြူမျိုးတို့ကြောက်ဖြူမျိုးရှိတဲရင်တို့လေကြောင်းခရီးစဉ်ဖြင့်ပြောင်းရွှေ့လာခဲ့ကြောင်းလည်းသိရသည်ဒီတော့အသက်ကိုညံဆောင်နေဥစ္စာကိုကန်ဆောင်ပါတယ်အသက်ဆိုတာမိမိတို့အသက်ကစပယ်ယာမှာပါတဲ့အတွက် မိမိတို့ရဲ့မိသားစုနဲ့အိုးမကွာအိမ်မကွာနေနိုင်ဖို့အတွက်မိမိတို့အနေနဲ့ဆုံးဖြတ်ရမှာပဲဖြစ်ပါလိမ့်။ဒီတော့တကယ်တမ်းတိုက်ပွဲတွေမှာ အလေးဝင်တဲ့သူတွေကိုအာရာခတ်တတ်တော်အေအနေနဲ့ကဘလို့တွေလုံပေးတယ်ဒါတွေကိုလေမိမိတို့အနေနဲ့ချူးမြင်သုံးသပ်ဖို့လိုအပ်ပါတယ်။ဒီတော့မောင်တော်ဖမ်းမိတဲ့စစ်သုံးပန်းနဲ့မြောက်ဦးမှာဖမ်းမိတဲ့စစ်သုံးပန်းနဲ့ဒီစစ်သုံးပန်းတွေကို လှော်ပေးလိုက်တာဘလောက်ထိလှော်ပေးပြီးပြီလဲဒီအရာတွေကိုလည်းချူးမြင်သုံးသပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့အလံဖြူထောင်ပြီးအလင်းဝင်ခဲ့တဲ့ဆိုရင်လည်းအရာခတ်တတော်အေကမိသားစုနဲ့အိုးမကောအိမ်မကောနေနိုင်အောင်တို့အမြဲတမ်းပံ့ပိုးကူညီပေးနေတာကိုမိမိတို့အနေနဲ့သိရှိနားလည်ပြီးသားလည်းဖြစ်ပါလိမ့်မယ်ဘာလို့လဲပြည်သူတော်လှန်ရေးတရက်ကိုဆင်နွှဲနေတဲ့အရာခတ်တတော်အေအနေနဲ့ မိတ်ဆွေတို့နဲ့မိတ်ဆွေပဲဖြစ်တယ်။ဘာလို့လဲ?ပြည်သူဖြစ်တဲ့အတွက်မိမိတို့ကအတင်းအာဓမ္မကြီးစင်မှုထံဖို့စေတသုဆောင်ခံရတယ်။ပြီးတော့ယခုလက်ရှိရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာပိုးဆောင်ခြင်းကိုခံရတယ်။ဒီအတွက်မိမိတို့အနေနဲ့ရွေးချယ်မေးလန်းကိုမိမိတို့ဆုံးဖြတ်မှု အပေါ်မှာပဲမူတည်ပါတယ်လို့ပြောရင် ဒီဗီဒီယိုဖိုင်ကိုဒီနေ့မှာပဲနေကိုချုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါရရှိထားတဲ့တင်ချက်လက်များကိုကျွန်တော်အနေနဲ့ဖတ်ကြည့်များဝေတဲ့နေရာမှာအစင်မပြေတာလေးတွေကြီးခဲ့တယ်ဆိုရင်လည်းကြီးစုနေကြတဲ့မိဘပြည်သူများအနေနဲ့ခွင်လွတ်နားလည်ပေးကြပါလို့မေတ္တာရက်ခံရင်ဒီဗီဒီယိုဖိုင်ကိုနေကိုချုပ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာလီဇောပါဂါရဝါပါဘိုင်ဘိုင်